လောကမှာအတိုက်အခိုက်အရိုက်အပုပ်အထုအထောင်းဆိုတာမျိုးကလူတိုင်းလူလူခံရတတ်ပါတယ်ကျွန်တို့တို့ရဲ့ဘုရားလောင်းသိတတ်တာမင်းသားတရားရှာတရားကျင့်လို့ဘုရားဖြစ်ခံဒီအချိန်လေးမှာလေမာနကလာရောက်ပြီးတော့လက်ယုံပေါင်းများစွာလက်နက်ပေါင်းမျိုးစုံနဲ့လာရောက်တိုက်ခိုက်တယ်ဆိုတာရှိခဲ့တယ်မဟုတ်လားဒါကိုအားလုံးလူလူလဲကြားဘူးကြမှာပါပဲလူတွေအလုံးလုံးလို့အောင်မြင်ကန်ဤ ပြဿနာတွေတွေ့ရတဲ့အခါမျိုးမှာလည်းပြောတတ်ကြတယ်။ဖျားဖြစ်ခံနီးမာနဖြစ်တယ်တဲ့။ဟုတ်ပါတယ်။တကယ်လဲဖျားဖြစ်ခံနီးမာနဖြစ်ဆိုတာဖြစ်တတ်ပါတယ်။ဘာမှမလို့ပဲဘသူမှလည်းရံမလို့ပဲသူ့ဘာသာဖျားဖြစ်ဖို့ပလင်လေးပေါ်ထိုင်ပြီးစူးစမ်းအားထုတ်နေတဲ့ဖျားလောင်းကိုမာနကနောက်လိုက်စစ်တီပေါင်းများစွာလက်ယုံပေါင်းများစွာလက်နက်ပေါင်းမျိုးစုံနဲ့တိုက်ခိုက်ခဲ့တယ်။ ဘုရားကတော့တစုံတစ်ခုမှပြန်မလို့ပြန်မပြောဘဲနဲ့ပလင်မော်ကနေအနေမပြတ်အထိုင်မပြတ်နဲ့ကိုလှုပ်ခဲ့တဲ့ကောင်းတဲ့အလုပ်တွေကိုသာနှလုံးသွင်းအောင်မေ့စဉ်းစားဆင်ခြင်ပြီးတော့စိတ်မဆိုးဒေါသမထွက်နဲ့နေခဲ့တာပါတစုံတစ်ခုနဲ့မှမာနကိုမတုံ့ပြန်ခဲ့ဘူးစိတ်လေးနဲ့တောင်မတုံ့ပြန်ခဲ့ဘူးအဲ့လိုနေခဲ့တော့လေမာနနဲ့နောက်လိုက်တွေပြစ်လွတ်လိုက်တဲ့လက်နက်တွေဟာဖျားထံတစ်ခုမှမရောက်ဘဲဖျားရှိမှောင်ပါ ပန်းပွန်လေးတွေအဖြစ်နဲ့ကြာရောက်ပျောက်ွယ်သွားရတယ်ဆိုတာစိတ်ထဲမှာသိပြီးတော့ကြည်နုဖို့ကောင်းတာပဲကိုဗုဒ္ဓကိုဖရာရဲ့ဖြစ်စဉ်များကိုနမူနာထားပြီးတော့ကိုဘဝကိုလည်းအဲ့ဒါလိုပဲကြင်ညာသွားကြမှာဖြစ်တယ်ကိုဘဝမှာလည်းစူးစမ်းအားထုတ်လို့အောင်မြင်ကနေတဲ့အခါမျိုးမှာဖြစ်စေအောင်မြင်မှုနဲ့ဝေးနေသေးတဲ့အခါမျိုးမှာပဲဖြစ်စေအချိန်မရွေးနေရာမရွေးဘယ်လိုအနေအထားမျိုးမှာပဲဖြစ်ဖြစ်အတောင့်အရှက်အတိုက်အခိုက်ဆိုတဲ့ မာနတ်လိုလူတွေနဲ့တွေ့ကြုံတတ်ကြတာတွေ့ကြုံကြရမှာလဲသဘာဝပဲဒါကိုအဆန်းကြီးလို့မထင်ပါနဲ့အဆန်းကြီးလို့လုပ်ပြီးတော့ခံစားမနေပါနဲ့အဲ့လိုမာနတ်လိုလူတွေနဲ့တွေ့ကြုံရတဲ့အခါဝေဘန်တိုက်ခိုက်ခြင်းဆိုတဲ့လက်နက်တွေအပုတ်ချကြောက်တွန်းဆိုတဲ့လက်ယုံပေါင်းမျိုးစုံနဲ့တိုက်ခိုက်ခံရတဲ့အခါဗုဒ္ဓကြင်ကြံသွားသလိုဘာမှခံစားမနေပါနဲ့ဘာမှလည်းတုံ့ပြန်မနေပါနဲ့ဘာမှလက်စားချေဖို့တွေလည်းစိတ်ကူးမနေပါနဲ့ ဘယ်လူမှလည်းနောက်ပြန်ဆုတ်ဖို့စိတ်မကူးမိစေနဲ့ဘုရားဟာလည်းအဲ့လိုမာနလိုလူတွေကတိုက်ခိုက်ခံရတဲ့အခါကိုလုတ်ခဲ့တဲ့ကောင်းတဲ့အလုပ်တွေကိုဒါပြန်လဲနှလုံးသွင်းဆင်းရင်းပြီးတော့နေခဲ့သလိုကိုဘဝအတိုက်အခိုက်အနှောင့်အယှက်တွေနဲ့ကျုံးလာရတဲ့အခါမှာလည်းကိုရဲ့စိတ်ကောင်းစေတနာကောင်းနဲ့လုတ်ခဲ့တဲ့လုတ်နေတဲ့ကိုရဲ့လုံဆောင်ချက်ကောင်းတွေကိုဒါစိတ်ထဲမှာထားပြီးတော့ငါဟာ ကောင်းတာတွေကိုသာလုပ်ခဲ့တာလုပ်နေတာပဲငါဟာကောင်းတာတွေကိုသာပြောခဲ့တာပြောနေတာပဲငါဟာစိတ်ကောင်းစေရနာကောင်းနေနေတာလုပ်ခဲ့တာပဲဆိုတဲ့ကိုယ်အလုပ်တွေအပေါ်မှာကိုထားတဲ့စိတ်ကောင်းစေရနာကောင်းတွေကိုသာယုံကြည်မှုအပြည့်နဲ့ဆက်လုပ်ပါအဲ့ဒါလို့ကိုလုပ်ရရဲ့ကောင်းမွန်မှုကိုစိတ်ဓာတ်ရဲ့ကောင်းမွန်မှုတွေအပေါ်မှာသာယုံကြည်အားထားနေပြီးတော့တစ်ဖက်လူတွေရဲ့တိုက်ခိုက်မှုတွေကိုလစ်လူရှုနေလိုက်ပါအဲ့ဒါလို့နေလိုက်မယ်ဆိုရင် တိုက်ခိုက်နေတဲ့ဝေဘန်တိုက်ခိုက်အပုတ်ချကြောက်တွန်းဆိုတဲ့လက်နက်ပုံများစွာဟာကိုရှိမှသူ့ဘာသာ ကိုကိုမထိကိုက်နိုင်မဲနဲ့ပန်းပွန်လေးတွေလိုဖြစ်သွားလိမ့်မယ်။ဝန်းညင်ကမာနလိုလူတွေကိုပြန်တိုက်ခိုက်နေမယ်။ပြန်လုံနေမယ်ဆိုရင်တော့သူရောကိုရောဒဏ်ရာတွေရလာမှာကလွဲလို့ဘာကောင်းရောမှမရနိုင်ဘူး။ကို့ဘဝအောင်မြင်ရေးအတွက်လဲအနှောက်အယှက်တွေဖြစ်နေလိမ့်မယ်။မာနလိုဝန်းညင်ကကိုကိုကြာရှုံးသွားအောင်တိုက်ခိုက်လို့ ကိုကမခံနိုင်မဲ့ကြာရှုံးသွားရင်အဲ့ဒါမာနလက်နဲ့တွေထိမှခံရတာပဲမာနလိုဝန်းကျင်ကကိုကိုဒေါသတွေဖြစ်အောင် တိုက်ခိုက်လို့ကိုကမခံနိုင်မဲ့ဒေါသတွေဖြစ်ပြီးခံစားနေရရင်လေအဲ့ဒါမာနလက်နဲ့တွေထိမှခံရခြင်းပဲမာနလိုဝန်းကျင်ကကိုကိုနောက်ဆုတ်သွားအောင်တိုက်ခိုက်ဝေဖန်အပုတ်ချကြောက်တွန်းတာတွေကိုမခံနိုင်လို့နောက်ဆုတ်သွားရတဲ့ဆိုရင်လေမာနရဲ့လက်နဲ့တွေထိမှန်ပြီးတော့ကြာရှုံးသွားတာပဲမာနလိုဝန်းကျင်က ကိုကိုစိတ်ဆင်းရဲစိတ်ပြက်စိတ်တက်တီကြာဆင်းသွားအောင်တိုက်ခိုက်နေတာကိုကိုကလည်းစိတ်တွေဆင်းရဲစိတ်တွေပြက်စိတ်တက်တီကြာဆင်းသွားမယ်ဆိုရင်အဲ့ဒါမာနလက်နဲ့တွေထိမှန်ခံရတာပဲမတုံ့ပြန်ပါနဲ့စိတ်တက်လည်းမကြပါနဲ့စိတ်ထဲမှာလည်းခံစားမနေပါနဲ့နောက်လည်းမဆုတ်ပါနဲ့ကိုအလုသာကိုယုံယုံကြည်ကြည်နဲ့အောင်မြင်ဆက်ပြီးတော့ကြိုးစားလုပ်ပါဝန်ကျင်ရဲ့တိုက်ခိုက်မှုကြောင့်စိတ်ဓာတ်တွေကျနေတယ်စိတ်ဆင်းရဲတွေခံစားနေရတယ်ဆိုရင် ဒါမာနကလက်နဲ့တီထိမှန်ခံနေရတာပဲဆိုတာသိပါ မလုတော့ပဲနောက်ပြန်ဆုတ်သွားတယ်ဆိုရင်တော့မာနလက်နဲ့ထိမှန်ပြီးတော့ကြာရှုံးသွားတယ်လို့ခေါ်ရတယ်ဘယ်လိုတိုက်ခိုက်တိုက်ခိုက်ဘယ်လိုပဲဝေပန်းဝေပန်းကိုကဘယ်လိုမှတုံ့ပြန်ခံစားမနေဘူးကိုရင်မှာဘယ်လိုမှဒေါသမဖြစ်ဘူးကိုရင်မှာဘယ်လိုမှအာဃာတတွေမဖြစ်ပေါ်ဘူးကိုရင်မှာဘယ်လိုမှမာနတွေမဝင်ဘူးဘယ်လိုမှကို့မှာခံစားမနေရဘူးဆိုရင် မာနလက်နဲ့တွေကိုကို လုံးဝမထီပဲကိုရှိမှဗန်းပွန်လေးတွေဖြစ်သွားတာဆိုတာသိမြင်ထားရမယ်။ဒီကုန်းချုပ်အနေနဲ့ပြောရရင်ဘဝမှာကောင်းတဲ့အလုပ်တွေကိုစိတ်ကောင်းစေတနာကောင်းတဲ့နာလုပ်ပါ။လုပ်ဖြစ်အောင်လုပ်ပါ။ဘာလုပ်လို့ဘယ်လိုလုပ်လို့မာနလို့တိုက်ခိုက်နှောင့်ယှက်ဖြည့်စည်းခြင်းနဲ့လူတွေလည်းသေချာပေါက်ရှိလာမှာပါပဲ။သေချာပေါက်လည်းတိုက်ခိုက်ကြမှာပဲ။ဘယ်လိုပဲတိုက်ခိုက်တိုက်ခိုက်အဖြူတွေရင်ပတ်ကြီးနေတာတုတ်ပြန်လိုက်ပါ။ ဒေါသဆိုတဲ့အမဲရောင်ရင်ပတ်ကြီးနဲ့မခံပါနဲ့လောဘဆိုတဲ့အနီရောင်ရင်ပတ်ကြီးနဲ့လည်းမတုံ့ပြန်နဲ့မင်းကဘာမို့လဲငါကဘာကောင်းกว่าဆိုပြီးညစ်ပုတ်ရောင်မာနဆိုတဲ့ရင်ပတ်ကြီးနဲ့လည်းမခံပါနဲ့အဲ့လိုလောဘဒေါသမာနဆိုတဲ့ရင်ပတ်ကြီးနဲ့ခံစားနေရတယ်ဆိုရင်တော့မာနလက်နဲ့တူထိမှန်ခံရတယ်ဆိုတာသိပါဒီလောက်ရှိလို့ရှိရင်မြင်ရောက်နိုင်မယ်ထင်ပါတယ်ဒါကြောင့်ဘလောက်ပဲဝန်းကျင်ကတိုက်ခိုက်တိုက်ခိုက်အဖြူရောင်ရင်ပတ်ကြီးနေတာခန်းနေလိုက်ပါလို့ပြောချင်ပါတယ် အားလုံးအားလုံးဘဝမှာဗုဒ္ဓမာနတ်ကိုအောင်မြင်လို့ဖျားရှင်အဖြစ်ရောက်ရှိသွားကြသလို ရောက်ရှိသွားသလိုလောကရန်အတိုက်အခိုက်များကိုလည်းအောင်မြင်ပြီးတော့အောင်မြင်တဲ့ဘဝရရှိသွားနိုင်ကြပါစေလို့ဆန္ဒပြုခဲ့ပါတယ်။